今天တော့နေနေက restaurant store မှာလိုအပ်တဲ့ပစ္စည်းလေးတွေလာဝယ်တာဖြစ်ပါတယ်။အာအမေရိကန်မှာတော့ဒီ Halloween နီးလာပြီဆိုတဲ့အခါကျတော့ဖီယုံလေးတွေပေါ့နော်။အာရောင်းနေကြရတယ်။ဒီမှာဒီဖီယုံလေးတွေကတော့အကြီးလိုပဲ။ဒါကတော့ restaurant store ပါ restaurant store ဆိုတာကတော့ဒီ restaurant owner တွေကဒီမှာမမဝင်ပြီးတဲ့အခါကျတော့မှဒီမှာလာပြီးတော့ပစ္စည်းတွေဝယ်လို့ရပါတယ်။ဒီမှာပစ္စည်းတော်တော်များများရှိပါတယ်။အဲ့တော့ တည်ရနေပြီတဲ့အခါကျတော့မှပစ္စည်းတွေဒီနေ့နှာဝယ်တာဖြစ်ပါတယ်အဲ့တော့ဒီဒီနေ့ပေါ့နော်အာနီတင်တဲ့ဗီဒီယိုလေးတွေမှာတစ်ချက်ပြောချင်တာရှိတယ်ပေါ့နော် knowledge sharing ဆိုတာအောင်မြင်တဲ့သူတွေပဲလုပ်ရတာပါနီနီတို့ကတော့အောင်မြင်တဲ့သူတွေမဟုတ်သေးပါဘူးဒီ business ကို အခုမှစပြီးတော့ run နဲ့အဆင်မဲရှိပါသေးတယ်စပြီးတော့ invest လုပ်တာပါ တီဟာကိုဘာကြောင့်တင်တာလဲဆိုတဲ့အခါကျတော့ဒီစကလုံးကတော့ပြောသင့်ပါတယ်။နင်းနီးရဲ့ဗီဒီယိုလေးမှာအမတယောက်က comment လာရေးပေးတယ်။ဟို business တခုအောင်မြင်တယ်မအောင်မြင်ဘူးဆိုတာ၄၅နှစ်လောက်ဆောင်ရတယ်။ဒီ၄၅နှစ်ကြာပြီးတဲ့အခါမှာဘာဖြစ်မလဲဆိုတာကို စတင်ပြီးတဲ့အခါကျတော့မှသိလာအောင်ဖြစ်ပါတယ်။အာ တချို့ကျတော့လေဒီအကျွေးတွေနဲ့ဆိုင်ကိုပြန်ရောင်းထုတ်လိုက်ရတယ်တချို့ကျတော့လေဆက်လက်ပြီးတော့ရက်တည်နိုင်တယ်ပို့ပြီးတော့ဟိုကောင်းတဲ့ restaurant တွေကိုပို့ပြီးတော့ဖွင့်နိုင်တယ်ပေါ့နော်โอเคဒီနေရာမှာတော့ဒါဒီအမပြောတာလေးကိုလက်ခံပါတယ်ဒါကလည်းမှန်အမှန်ပဲပေါ့နော်အဲ့တော့ restaurant ဒီ business တစ်ခုအောင်မြင်တယ်မအောင်မြင်ဘူးဆိုတာက အချိန်အကြာကြီးပုံမှန်မကြည့်ပါနဲ့ ဒါကြောင့်မို့လို့နင်တို့စပြီးတော့ invest လုပ်တဲ့အခါမှာနင်ရဲ့ video တွေထဲမှာပြောခဲ့သလိုပဲကိုယ့်လက်ထဲမှာ3000ကိုပဲ invest လုပ်သင့်ပါတယ်။ပြီးတော့နင်တို့မှာ extra income ရှိသင့်ပါတယ်ပေါ့နော်။ extra income မရှိဘဲနဲ့ဒီ business တစ်ခုကိုစမယ်ဆိုလို့ရှိရင် risk အများကြီးယူရပါတယ်။အဲ့တော့ဒီနေ့ဒီဒီ restaurant လုပ်ငန်းကိုဘယ်နှစ်ခေါက်လောက်လုပ်ဘူးတလဲဆိုလို့ရှိရင်ဒီနေ့တော့ကကြတော့ဒီ အာဟိုငငယ်လေးကလေးရပါတော့ဆယ်တန်းအောင်ပြီးကလေးရနေရ restaurant မှာအချိန်ပိုင်းအလုပ်ဒီတက်ကတူတက်ဖို့အတွက်ဝင်လုံးခဲ့တဲ့သူပေါ့အဲ့တော့ဒီ restaurant နဲ့ပတ်သက်ပြီးတဲ့အခါကျတော့အရင်မစိမ့်နေဘူးပေါ့နော် restaurant နဲ့ပတ်သက်ပြီးတော့အများကြီးဟိုအတွေ့အကြုံကြီးရှိခဲ့တယ်ရခဲ့တယ်ပေါ့နော်အဲ့တော့ပထမအဦးဆုံး restaurant ကိုနိနီရဲ့မြို့မှာနိနီစခွင့်ပါတယ်အဲ့တော့ချက်ရှုံးပါတယ်ဒီဟာတော့ဆိုင်ကရောင်းကောင်းပေမဲ့လေဆိုင်ရောင်းရပေမဲ့လေဘောနော်ဒီနိုင်ငံရဲ့ ဟိုမတည်ငြိမ်မှုတွေနဲ့သွားတဲ့အခါမျိုးမှာဟိုဟာဖြစ်တတ်ပါတယ်ဒီဆုံးရှုံးတာတွေဖြစ်တတ်ပါတယ်နင်းနီးရဲ့ဒီပထမအုံဆုံး restaurant ကိုစတင်ပြီးတော့တီထောင်တဲ့အချိန်တုန်းကနင်းနီးဟာအသက်ဘယ်နှစ်နှစ်လဲဆိုလို့ရှိရင်16နှစ်ပဲရှိပါသေးတယ်16နှစ်အနည်း20ပဲရှိပါသေးတယ်ဒီလိုမျိုးအချိန်မှာနင်းနီးဟာဒီ business ကိုစတင်ခဲ့တာပါအဲ့တော့ဒီပထမအုံဆုံး business ကအောင်မြင်လားကြာရှုံးလားဆိုရင်ကြာရှုံးပါတယ် အဲ့တော့ဒီ restaurant ရဲ့ business လုပ်ငန်းရဲ့အနောက်မှာ own business တည်တည်လေးတွေနီတော်တော်များများလုပ်ခဲ့ဘူးပါတယ်။အောင်မြင်လားကြာရှုံးလားဆိုရင်ကြာရှုံးပါတယ်။အဲ့တော့နောက်ဆုံးပေါ့နော်အသက်30အရွယ်လောက်မှာဒီကိုယ်ပိုင်လုပ်ငန်းကိုကြီးကြီးကျယ်ကျယ်စလိုက်တာကတော့ကိုယ့်ရဲ့ဒီနေရင်းမြို့ကိုပြန်ပြီးတဲ့အခါကျတော့ပေါ့နော်ကိုယ့်ရဲ့ home town ကိုပြန်ပြီးတော့ restaurant design ထပ်ဖွင့်ပါတယ်။ဒီ restaurant ကိုဖွင့်လိုက်တဲ့အချိန်မှာကြီးကြီးတက်ကိုအောင်မြင်ပါတယ်။အဲ့တော့ ဒီရှုံးဆုံးရှုံးလာခဲ့ရတဲ့ကြာရှုံးခဲ့တဲ့အရှုံးတွေအများကြီးနဲ့ဘောနော်အဲ့ဒီဟာတွေကိုလက်စင်သင်ကန်းစာယူပြီးတဲ့အခါကျတော့မှနောက်ဆုံး restaurant ကိုဖွင့်ခဲ့တာပါအဲ့တော့ဒါပေမဲ့ဒီ restaurant ကြီးကြီးတက်အောင်မြင်ပြီးတဲ့အခါကျတော့တော်တော်ကြီးကိုအောင်မြင်ခဲ့တဲ့အထင်မှပါပါတယ်ဒါပေမဲ့အချိန်ခဏလေးအတွင်းမှာပဲအောင်မြင်သွားတာပေါ့နော်ဒါဟာကန်တရာလဲပါသလိုကိုယ့်ရဲ့စဉ်စားဆုံးဖြတ်ခဲ့တဲ့ ဟိုဆုံးဖြတ်ချက်လေးတွေနည်းနည်းကအမှန်လေးလို့ပေါ့နော်ဒီလိုမျိုးလည်းဖြစ်ပါတယ်အဲ့တော့နေမီတို့ကဒီဟာကိုအောင်မြင်ခဲ့ပေမဲ့ဒီနေ့ကအဲ့ဒီဆိုင်ကိုအောင်မြင်ခဲ့ပေမဲ့အကြောင်းအကြောင်းကြောင့်ပိတ်လိုက်ရပါတယ်ဒါကတော့မြန်မာနိုင်ငံဆိုတော့ဒီ2021ဆိုတော့နည်းနည်းအကြောင်းအရာတွေတော့အများကြီးမပြောတော့ပါဘူးပေါ့နော်အဲ့တော့ဒီ restaurant ကိုပိတ်ပြီးတော့နေနေငွေကြေးကိုထွက်လာခဲ့တယ်။နေငွေကြေးကိုထွက်လာခဲ့ပြီးတဲ့အချိန်မှာလဲ restaurant လုပ်ငန်းကိုပဲပြန်လုပ်ပါတယ်။ ပြန်လုတဲ့အချိန်မှာလည်းအောင်မြင်ပါတယ်မိမိရဲ့ဒီ restaurant ကတော့ဒီဒူဘိုင်းမှာပေါ့နော် Lavender House ဆိုပြီးတော့ရှိပါတယ်မိမိတို့ရဲ့ restaurant က4.8 star ရှိပါတယ်အဲ့တော့4.8 star မှာသူက5 star ပေါ့နော်တကယ်တော့5 star ရှိတင်တာပေါ့ဒါပေမဲ့4.8ဆိုတဲ့ restaurant ကဒီနှစ်နှစ်၃နှစ်၃နှစ်လောက်ပေါ့အတွင်းမှာအောင်မြင်တယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့ ဒီ restaurant ကိုတော့အနေနဲ့ရောင်းထုတ်လိုက်ပါပြီ။ဒူဝိုင်း restaurant ကိုတော့ရောင်းထုတ်လိုက်တာဘာလို့လဲဆိုတဲ့အခါကျတော့မေမေဆုံးသွားပြီးတဲ့အချိန်မှာကိုယ့်ရဲ့ဒီတန်ရှိနေတဲ့အချိန်တွေကို business မှာအရင်ကြီးဦးမတည်တော့ဘဲနဲ့တန်ရှိနေတဲ့ဖဖေးကိုပို့ပြီးတော့ ဂယုဆိုင်ပြီးတော့အချိန်ပေးချင်တော့ပါဒါကြောင့်မို့လို့နီနီဒူဘိုင်းကဆိုင်တွေကိုလက်လွတ်လိုက်တယ်လက်လွတ်ပြီးတဲ့အခါကျတော့ဒီဘက်မှာပဲကိုရဲမိသားစုနဲ့အတူတူဆိုင်လေးတစ်ဆိုင်ကိုပြန်ဆောက်ခွင်လာဖြစ်ပါတယ်အဲ့တော့ဒီအမပြောသလိုပဲလုပ်ငန်းတစ်ခုအောင်မြင်တယ်ကြာရှုံးတယ်ဆိုတာကတော့ဒီနှစ်တွေပေါ့နော်၃-၄နှစ်ကြောင်စောင့်ပြီးတဲ့အခါကျတော့မှ တည်မြဲသလားမတည်မြဲဘူးလားအောင်မြင်သလားမအောင်မြင်ဘူးလားဆိုတာကို ဆုံးဖြတ်ရပါတယ်အဲ့တော့ဒီလိုမျိုးရေရှည်တည်မြဲအောင်ဘလိုမျိုး plan တွေနဲ့စတင်ပြီးတော့ဖွဲ့စည်းရမလဲဘလို plan တွေထားရှိတဲ့လဲဆိုတဲ့အရာတွေကိုလည်းညီတို့အများကြီးပြင်ဆင်ထားရပါတယ်အဲ့တော့ invest လုပ်တာလွယ်တယ်ဒါပေမဲ့အောင်မြင်မှုကတော့အတော်လေးကိုခက်တဲ့ထဲမှာပါပါတယ်เนาะအဲ့တော့ အမြင်ဖို့တော့နေနေတို့ဆက်ပြီးတော့စ조사ရပါအောင်မယ်။ဒါပေမဲ့လည်း you will never know until you try it ပေါ့နော်။ကိုကတစုံတစ်ခုကိုမစမ်းသက်ကြည့်ပဲနဲ့တော့မအောင်မြင်ဘူးလို့အောင်မြင်မယ်လို့ပြောလို့မရပါဘူး။ဒါကြောင့်မို့လို့ဒီကိုရဲ့အခက်အခဲတွေအားလုံးကိုကိုစတင်ခဲ့တဲ့အခက်အခဲတွေအားလုံးကိုဒီ knowledge sharing ပေါ့နော်။ sharing လုပ်ပေးလိုက်တဲ့အခါမျိုးမှာ ူတွေကတော့ကိုယ့်ထက်အများကြီးသိတဲ့သူတွေအများကြီးပါပဲเนาะအဲ့တော့ဒီမသိနေသေးတဲ့သူလေးတွေသိသွားတယ်ဆိုလို့ရှိရင်လည်းဒါကိုကြုံခဲ့သလိုသူတို့အခက်အခဲတွေထပ်မကြုံရတော့တဲ့အခါသူတို့အဆင်ပြေသွားတယ်ဆိုရင်ကိုတွေကဝမ်းသာပေးရမယ်ပေါ့နော်ဒီလိုမျိုးပဲတွေးပါရတယ်။အဲ့တော့နင်ကတော့ဒီနေ့ restaurant store မှာပစ္စည်းလေးတွေဝယ်စရာရှိလို့ထပ်ပြီးတော့ဝယ်လိုက်ပါအောင်မယ်။